hello အလုံးမမြင်လာပါအဲဘောနောအခုတစ်ခါအမပြပြသွားမယ် reading လေးက left organ message လေးတွေဘောနောကိုရ left line အတွက်အဲ angel လေးရကိုဘယ်လိုမျိုး message လေးပေးချင်နေလဲဘာလေးတွေတိထားဖို့လိုအပ်လဲစသဖြင့်ဘောနောဒါက angel message ဆိုတဲ့ပုံစံအတိုင်းပဲဟို guide message လေးကိုအဓိကထားပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ် sorry အဲဟိုပေါ့နော်လလောဆယ်တော့အမအနေနဲ့ကဟိုအရင်တော့ဖြစ်ခဲ့ဘူးတဲ့ဒီဇင်ဘာလောက်တော့ဖြစ်ခဲ့ဘူးတဲ့အစာရင်အောင်းနာကလလောဆယ်ဆယ်ပြန်ဖြစ်နေတဲ့အခါကျတော့လေ reading လေးတွေကိုအရင်လိုမျိုးပေါ့နော်ဇတိုက်ပိတ်မတင်နိုင်တာအရာကြောင့်ပါတော့เนาะအခုလဲဒါ reading လေးပေါ့เนาะဒီစိတ်ထဲမှာ ဲတိကျနေတဲ့သူလေးတွေများရှိမလားပေါ့เนาะအဲ့လိုမျိုးလေးဒီစိတ်ထဲမှာပြောပြခြင်းနဲ့စိတ်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်အဲနာနာနေနေနေနဲ့ခုလိုမျိုးပေါ့เนาะဒါအကက်ကလေးတွေကိုအဲဆွဲပြီးတော့ခုလိုမျိုး reading လေးလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့နောက်နောက်ပိုင်းတွေကတော့ပေါ့เนาะဒီမျိုးချူချာချူချာနာနာနေနေပြီးတော့ reading လေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်အဲအတော့ဒီမှာဒီ reading လေးအတွက်ရွေးချက်စရာ၃ခု เนาะ3ခုပေးထားတယ်ဒါလေးဒါလေးရေးမလားဒါလေးရေးမလားဒါလေးရေးမလားကိုကြိုက်တဲ့คริสတယ်လေးတစ်ခုเนาะကိုကြိုက်တဲ့คริสတယ်လေးတစ်ခုရေးလိုက်ပါရေးပြီးသွားရင်အဲအဖြေလေးကိုနားထောင်လို့ရပြီပေါ့เนาะအတော့ရေးဖို့အတွက်အချိန်လေးခဏပေးမယ်เนาะအတော့ကိုကြိုက်ဆုံးဖြစ်တဲ့คริสတယ်လေးတစ်ခုကို တည်တည်ချာချာလေးစီထီကနေနှိပ်ပြီးတော့ရွေးချယ်ပါလို့မျိုးရွေးချင်တဲ့ချိန်ကြရင်ကဘယ်လိုမျိုးစိတ်ကိုအာရုံပြုရမလဲဆိုရင်အင်ဂျယ်လေးရေးစီမှာပေါ့နော်ကိုကအဲတောင်းဆိုလိုက်ကျွန်ကျမကိုကျွန်တော်ကိုပေါ့နော်အခုချိန်မှာကျွန်တော်တည်တင်တည်ထိုက်တဲ့เนาะကျွန်မတည်တင်တည်ထိုက်တဲ့ message လေးတွေကိုဖြေချပေးဖို့အတွက်တောင်းဆိုပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်တေချာလေးလေးနက်နက်လေးတောင်းဆိုပြီးတော့ စိတ်ထဲကနေကိုယ်ကိုဆွဲဆောင်ဆုံးပေါ့နော်ဒီခရစ်စတယ်လေးတစ်ခုကိုရွေးချယ်လိုက်ပါနော်ကဲအဲ့တော့အချိန်လေးခဏပေးမယ်ရွေးကြည့်ပါနော် အလုံးမဲ့ရွေးပြီးသားလို့ထင်ပါတယ်အခုဘာလို့ဒီပထမအဆုံးခရစ်စတယ်လေးဖြစ်တယ်ဒီရာနေနဲ့ပတ်သက်ပြီးတော့အင်ဂျင်လေးတွေကကိုယ့်ကို message လေးတွေဘယ်လိုပေးထားလဲဆိုတာကိုပြောပြပြီးသွားမှာဖြစ်ပါတယ်အဲ့တော့အင်ဂျင်လေးတွေကကိုယ့်ကိုဘယ်လို message ပေးထားလဲဆိုရင်တော့ပြောမှန်ဆိုရင်ကွာဒီခရစ်စတယ်ကအမကိုတိုင်းလေဒါရွေးချယ်ထားတဲ့ခရစ်စတယ်လေးဖြစ်ပါတယ်เนาะအဲ့တော့အမနဲ့ရွေးချယ်ထားတဲ့သူလေးတွေအဲဒူဒူတဲ့သူလေးတွေလည်းရှိမှာပေါ့เนาะ ဲ့တော့ဘာလေးပြောထားလဲဆိုရင်ဒီမှာနော် keep it arrows healthy choice give it time နော်ပြောချင်တာကမဒီကတ်လေးတွေကနေပေးတဲ့ message ကိုမဘလို့သဘောပေါက်သွားလဲဆိုရင် keep it arrow နော်မြားနဲ့မောင်ရဲ့ဒီ arrow လေးပေါ့ကွာပြောမယ်ဆိုရင်တော့ပြောမယ်ဆိုရင်တော့ core track ကဒီချစ်ချင်းမြတ်တာတွေပေါ့နော်အချစ်တွေအဲ့ဒါတွေကလာနေပြီ เนาะလုံးဝဟိုတချင်ချင်မှာတော့ surprise အနေနဲ့ကို့အတွက်စစ်မှန်တဲ့အချက်တွေကတော့ဒါရောက်ရှိလာတော့မယ်ပြောမှဆိုရင်ညနေမောင်လေးကပေါ့เนาะအဲကို့အတွက်စစ်မှန်တဲ့ချစ်ချင်းရှိတဲ့သူကိုညလေးနဲ့ပြစ်ခွင်းလိုက်တော့မယ်အဲ့တော့အခုချိန်မှာကိုက single ဖြစ်နေတယ်เนาะအခုချိန်မှာကိုကဒီ relationship တစ်ခုကနေအဲပေါ့เนาะဒီပြီးဆုံးခဲ့ပြီးတော့ပေါ့เนาะ single ဖြစ်နေတဲ့သူပဲဖြစ်ဖြစ် healthy choice ပါတယ်နော်ဟုတ်ပြီလား healthy choice နော်ကိုယ့်ရဲ့ဒီ love life မှာကိုကိုကိုဒီမှာ self love self care တွေနဲ့ပေါ့နော်တိတိကျကျလေး self focus ထားပြီးတော့အခုချိန်မှာစူးစမ်းပြီးတော့နေထိုင်ပေးပါတဲ့နော်ဒီလိုမျိုးနေထိုင်ခြင်းအပြင်ကို့ဘဝလေးရတယ်ကိုပို့ပြီးတော့ပျော်ရွှင်လာလိမ့်မယ်ဟိုဘယ်လိုပြောမယ်ဆိုရင်ကဒီဘာမှအပူတော့ကတွေတအားခေါင်းနဲ့တိတ်ပြီးတော့ထဲ့မနေနဲ့အရာရာတိုင်းကဖြစ်ချိန်တန်လို့ဖြစ်ခဲ့ကြတာပဲအကြောင်းကြောင့်အကျိုးဖြစ်တာပဲเนาะဒီလိုမျိုး ပြောမှဆိုရင် ဖြစ်ဖို့အတွက်အကြောင်းပါလာလို့ခုချိန်မှာဒီလိုမျိုးအကျိုးအကျိုးဆက်တွေဖြစ်သွားကြရတယ်ဒါဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ကွာဥပမာတချို့ဆိုရင်လည်းဒါ relationship ဒီပေါ့နော် break up ဖြစ်ခဲ့တာတွေရှင်ရှင်မဲเนาะဒီ toxic relationship ကနေဟိုအဆင်မပြေမှုတွေနဲ့ထွက်ခွာခဲ့ရတာတွေလည်းရှင်ရှင်မဲအာဟိုကိုရဲ့ဒီဇဆုံတယောက်ကနောက်တစ်ယောက်နဲ့ဟိုဟာဖြစ်သွားလို့ဒီဟာဖြစ်သွားလို့ねပေါ့နော်ဒီမျိုးအသေးကွဲပြီးတော့နာကျင်ခဲ့ရတယ်ရှိကောင်းရှိမဲဒါတွေကဖြစ်ခဲ့ပြီး ြီးခဲ့တဲ့ຢာတွေကိုပေါ့နော်ကိုကဘာလို့ဖြစ်ရတာလဲဘာလို့လုံးလုံးဝတာလဲဆိုတဲ့မိကုန်းနေထုံမနေပဲနဲ့ကိုကိုကိုပဲအာယုံလေးစိုက်ပြီးတော့ပေါ့နော်အရာအလုံးကိုလက်ခံတက်ဖို့တင်ယူလိုက်ပါပြီးွားရင်လက်ခံပြီးွားရင်ဘာလို့မှလဲကိုရီးယားလွချရမှာပဲလေလွမချပဲနဲ့ဟောလက်တော့လက်ခံပါလေဒါမှမသိစိတ်ထဲမှာတိရမလားဒီယာကြီးကိုမလွချနိုင်ဟောတငုံငွေတငုံငွေတွေးလေတွေးလေပူလောင်လေဖြစ်နေတာ အဆင်ပြေမှာမဟုတ်အဲ့ဒါ healthy choice မဟုတ်ကိုကိုကိုဒါပင်မအောင် လုပ်နေတာကိုကိုကိုဒုက္ခပေးနေရပါတော့အဲ့တော့ healthy choice ကိုရွေးပါတဲ့နော် healthy choice ကိုရွေးခြင်းအဖြစ်ကွာကိုယ့်ရဲ့ကံကြမ္မာကနော်ကံကြမ္မာရဲ့မျက်နှာမောင်လေးကကိုယ့်အတွက် love is coming နော်အချစ်တွေကလာလိုက်မယ်ဟုတ်ပြီလားနော်အဲ့တော့ healthy choice လေးကိုရွေးချယ်ပါပြီးရင်နဲ့ give it time နဲ့နော် everything in divine timing နဲ့ let things flow တဲ့နော် okay give it time အချိန်တစ်ခုခုနကပြောလို့ healthy choice ကိုရွေးချယ်ပြီးတော့အချိန်တစ်ခုသာစောင့်နေလိုက်အချိန်တစ်ခုသာဒီ universe ကိုဟိုဘယ်လိုပြောမလဲ surrender စိတ်နဲ့သာနေ universe က divine timing ကသူ့အနေနဲ့သူအလုံးလုံးနေလိမ့်မယ်နော် love flow နော်ဒီ let things flow အရာအလုံးကို flow တိုင်းလေးပဲသူကဘာမှအရန်ကြီးပေါ့နော်ဖြစ်မလာသေးတဲ့အရာတွေကိုလည်းကြိုပြီးတော့တွေးနေတာเนาะဖြစ်မဖြစ်သေးတဲ့အရာတွေကိုကြိုပြီးပူပန်နေတာအဲ့ဒါတွေလည်းမပူပန်နဲ့ ဖြစ်ပြီးတဲ့အရာတွေကိုလက်တမိမြေတွေးပြီးတော့ပူပန်သောကတွေရောက်မနေနဲ့လက်ရှိလေးမှာပဲ healthy choice နဲ့နေထိုင်ပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့ happy ဖြစ်အောင်နေပါတဲ့เนาะအဲ့လိုဆိုရင်ကိုယ့်အတွက်အချိန်တစ်ခုရောက်လာရင်เนาะအချိန်တစ်ခုဆိုတာရောက်ကိုရောက်လာလိမ့်မယ်ဘယ်အချိန်လဲဆိုတာကိုလည်းခေါင်းနဲ့အရန်ကြီးမထင်းနဲ့ရောက်ကိုရောက်လာမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပဲထားအဲ့လိုဆိုရင်ဒါ cupid arrow လေးကကိုယ့်အတွက်လာပြီးတော့ ြစ်ခွင့်ပေးလိုက်မှာဟုတ်ပြီနော်โอเคဒါပြောမှာဆိုရင်တော့အမကိုယ်တိုင်လည်းဒီခရစ်စတယ်လေးကိုရွေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ message လေးရာအမကိုဘောနော်ဒါလုံးဝကိုပြောလိုက်သလိုပါပဲတစ်ခါခါကြာရင်ကိုကိုယ်တိုင်လည်း healing နေစ조사ခဲ့တဲ့သူလည်းဖြစ်တယ်ဆိုရင်တစ်ခါခါကြာရင်ဘောနော်အဲမကွာနည်းနည်း emotion နဲ့ဖြစ်တဲ့အရာတွေလည်းဖြစ်တာပဲဒါပေမဲ့လည်းအမအနေနဲ့အခုချိန်မှာဘယ်လိုနေလဲဆိုရင်ဒီလိုနေတယ် healthy choice နဲ့ပဲနေထိုင်တယ်အရာအလုံးကိုဘာမှညှော်လင့်ချက်တွေအရင်ကြီးမထားတော့ဘဲနဲ့ self focus ထားပြီးပဲ present မှာပဲနေထိုင်တယ်အဲ့အတွက်ကြောင့် divine timing ရောက်တဲ့အခါကျရင် cupid arrow လေးကလာပြီးတော့ကိုယ့်စီကိုလာမှန်မှာပဲလို့နော်အဲ့လိုအဲ့လိုမျိုးလဲယုံကြည်တယ်အဲ့တော့ဒီယုံကြည်ချက်တွေနဲ့ပဲရှေ့ဆက်ကြမယ်နော်အခုဒီဒီ crystal လေးကိုရွေးတဲ့သူလေးတွေအမားနဲ့တူတူဒီလိုမျိုးလေး healthy choice လေးကိုရွေးချယ်ပြီးတော့ being happier နဲ့ရှေ့ဆက်ကြမယ်နော် okay ကျေးဇူးပါတော့နောက်တစ်ခုသွားမယ်ဒီ crystal လေးကိုရွေးထားတဲ့သူလေးတွေနော်အဲဒီသူလေးတွေကကြတော့ဘာလေးတွေပြောမလဲတဲ့ ည်းနည်းတော့သတိထားရမယ်နော်ပြောချင်တာကဒီ message လို့အမကြည့်လိုက်တဲ့အချိန်မှာဘာလို့သဘောပေါက်သွားလဲဆိုတော့အဲဒီနောက်ဆုံးကနေစပြီးတော့အမခံစားချက်ကြီးကရပါတယ်ဒီမှာဆိုရင်အတင်းလာတောက်နေတွေ့လားအတင်းလို့ပြောကိုကိုတီတိုးလိုမျိုးတွေလာပြောနေတာပေါ့နော်ဒီလားနော် someone uh someone has to tell you something အဓိကတော့အတင်းတုတ်တယ်လို့ခေါ်တာ ပြောချင်တာကတော့အတင်းဖြင်းဆိုတာထက်ပေါ့နော်လို့မျိုးပေါ့နော်ဒီအဲဒါဆိုရင်ကွာဒါ relationship လေးတွေနားထောင်နေသူလေးတွေပုံများလိမ့်မယ်နဲ့တူပါတယ်ဒီ energy လေးတွေရနှစ်ယောက်ကြားမှာအဆင်မပြေမှုလေးတွေဖြစ်အောင်လို့တွေးထိုးတာမျိုးလေးတွေနှောက်ရှက်တာမျိုးလေးတွေအဲ့ဒီလိုမျိုးပေါ့နော်ဟိုစကားတွေနဲ့နောက်ကျောထားနဲ့ထိုးတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်เนาะအဲ့တော့နည်းနည်းသတိထားပေးပါလို့ပြောတယ်အဲ့လိုကားနေမှတစင်ကွာ ပြောမယ်ဆိုရင်ကွာကိုကကိုအတိတရားနဲ့ကိုတေချာလေးပေါ့နော်တိဆောက်မယ်ဆိုရင်တော့ဒီ relationship လေးကအစင်တော့ပို့ပြီးတော့ပေါ့နော်ဒီပြေလာလိမ့်မယ်အဲပြောချင်တာကွာဒီမှာ hammer ဆိုတာကတူပေါ့နော်တူဆိုတဲ့သဘောတရားကအမနားလဲလိုက်တာကတော့တူဆိုတာကဘယ်လိုပြောရမလဲနှစ်ခုသုံးလို့ရတယ်လीနော်ဥပမာပေါ့နော်ဒီတန်ရိုက်တယ်ပဲထားပါဆိုတန်တန်တန်ရိုက်တယ်နဲ့ပဲဥမာပေးလိုက်မယ်နော်ကခေါင်းထဲမှာပေါ်လာတာဆိုတော့လीအ တန်ရိုက်တယ်တစ်သားချောင်းကိုတန်ရိုက်တယ်ဒီတူးနဲ့ပဲရိုက်တယ်အဲ့ဒါဆိုရင်တစ်သားတဲ့ကိုဒီတန်လေးရဲ့စိုက်ဝင်သွားတဲ့ခါကျတော့ဒီတစ်သားနှစ်ခုဟာတီမြဲမသွားဘူးလားတီမြဲသွားတယ်လေဟုတ်တယ်မလားတစ်သားတစ်ချောင်းနဲ့တစ်ချောင်းကိုမြဲနေအောင်ပေါ့နော်ဒီတန်ဒီတူးလေးနဲ့တန်ကိုရိုက်ပြီးတော့ထုတဲ့ခါကျတော့တီမြဲသွားတယ်အဲအဲ့လိုမှမဟုတ်ဘူးအဲ့ရှိနေပြီးသားပေါ့နော်ဒီတန်ကနည်းနည်းလေးကောက်နေတာတို့သိတယ်မလားရိုင်းဘယ်လိုပြောတချို့ဆိုတန်ကောက်ကောက်ကြီးတွေလीအ အဆင်မပြေတော့ဘူးအဓိကကဒီသစ်သားနှစ်ခုကကျွတ်ထွက်တော့မယ်အဆင်မပြေတော့ဘူးအဲ့တော့ဒီတူကဒီဟာကိုလည်းပဲဒီကောက်နေတဲ့ယာယီကိုလည်းပဲတူကဒီတူရဲ့ဒီနောက်ကနောက်ကဒီဒီဒီနေရာလေးလားဟာလားဒါကထုတဲ့ဟာဆိုဒီဘက်ကနှုတ်တဲ့ဟာဘောနတန်နှုတ်တဲ့ဟာအဲ့ဒါနဲ့နှုတ်ဆွဲနှုတ်လိုက်ပြီးစင်ဒီတင်တားနှစ်ခုကကွာသွားရင်အဲ့လိုသဘောမျိုးကိုပြောစင်တာကတော့ကိုယ့်ရဲ့ relationship မှာကိုကိုတိုင်းရပဲအဓိကပဲကိုကိုတိုင်းရပဲဟန်မှာပဲကိုကိုတိုင်းလည်းတည်မြဲအောင်တည်ဆောက်လို့ရတယ်ကိုကိုတိုင်းလည်း နိုင်နိုင်ခုလုံးကွာထွက်သွားအောင်ဒီ break up ဖြစ်သွားအောင်ပေါ့နော်ဒီဖြစ်စည်းလို့ရတယ်ပြောချင်တာကတော့အဲ့လိုမျိုးဖြစ်စည်းရတဲ့အကြောင်းရတယ်ခုနကပြောတော့တန်ကောက်နေတယ်လို့မျိုးပဲဂျားထဲမှာပေါ့နော်အဆင်မပြေတဲ့အရာတွေနှစ်ယောက်ဂျားထဲမှာပေါ့နော်ဒီဘယ်လိုပြောမလဲဟိုချောမွေ့မှုရှိတော့တဲ့အရာတွေဒီလိုမျိုးပေါ့နော်ဒီတွေးထိုးစကားတွေဒီလိုမျိုးဒီနောက်ကျော်ဒါနဲ့ထိုးတဲ့လူတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေ ਨੇ လုံးဝဘောနော်လုံးဒီဘယ်လိုပြောမလဲအဆင်မပြေမှုတွေကြားရတဲ့အနေနာချင်မှုတွေနဲ့ဘောနော်ဒီဟို separation တွေဖြစ်ကုန်ပြီးတော့အဖဲခွဲရတယ်နော်နောက်ပြီးတော့ဟိုလုံးဝမထင်ထားတဲ့ဘောနော်ဖြစ်ရက်တွေဖြစ်သွားကြတယ်ဒါတွေကဟိုဘယ်လိုပြောမလဲနှစ်ယောက်ဒါကကွာကိုလည်းဖြစ်နိုင်တယ်သူလည်းဖြစ်နိုင်တယ်ဒီ relationship ကိုဖျက်ဆီးဖို့ဆိုတာအဲ့လိုမျိုးအကြောင်းအရာတွေကြောင့်ဖျက်ဆီးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်တဲ့နော်ဒီပိုင်းလေးဒီခရစ်စတယ်လေးကိုနားထောင်နေသူလေးတွေအဲ့တော့ကိုယ့်ရဲ့ relationship လေးကိုတည်ထားပေးပါနော်အကယ်၍ဒါဒီဒီခရစ်စတယ်လေးကိုယူပြီးနားထောင်နေသူလေးကအကယ်၍ single လေးဖြစ်တယ်ဆိုရင်လည်းဒါကိုယ့်ရဲ့ love line မှာဒီလိုမျိုးလေးတွေပေါ့နော်ဒါတည်ပေးလိုက်တယ်လို့ပဲ မှတ်ယူပေးပါနော်ဟိုတကယ်လို့ relationship လေးတွေဆိုရင်တော့ဒါပါပဲဖြစ်ဖြစ်ဒါသတိပေးလိုက်တဲ့သဘောမျိုးလေးပဲအဲ့တော့အဲ့ဒီပေါ့နော်ကိုရီးယားယောက်ချာမဒီဈာဝင်နောက်ရှက်မဲ့လူတွေသွေးထိုးတဲ့သူတွေအဲ့ဒီသူတွေကိုနည်းနည်းလောက်သတိထားပေးပါပြီးဝရင် ကိုကိုတိုင်းမဲ့ဖြည့်စည်းတဲ့သူမဖြစ်ပါစေနဲ့အဲ့တော့အမြဲတမ်းပေါ့နော်တခုခုလုပ်မယ်ဆိုရင် အတိလေးပေါ့နော်အတိနဲ့တတိလေးကိုကပ်ပြီးတော့ဆင်ကျင်ပြီးတော့မှပြုမှုဆောင်ရွက်ပေးပါเนาะအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီမှာ separation နေเนาะလုံးဝ break up ဖြစ်မဲ့ဟာဒီ heart broken ဖြစ်မဲ့ပေါ့နော်ဒီ sign နေရာတွေမှာပြနေတယ်အဲ့တော့ဒီ crystal လေးကိုယူတဲ့သူလေးကတော့ဒါတတိပေး message လေးလို့ပဲအမားတော့ခံစားမိရယ်เนาะအဲ့တော့ဗာပဲဖြစ်ဖြစ်ဒီ reading လေးကနေနားထောင်ပြီးတော့အာပြန်လည်းသုံးသပ်ပြီးတဲ့အခါကျရင်ပိုပြီးကောင်းမွန်တဲ့ပေါ့နော်ဒီ တူကလေးနဲ့ပိုရိုက်နိုင်သွားပါစေတူကလေးနဲ့ဆွဲနှုတ်တာမျိုးမဖြစ်ပါစေနဲ့နှစ်ယောက်တူတူပေါ့နော်ဒီတီမြဲဖို့အတွက်တူကလေးကိုထုပြီးတော့တခြားရိုက်နိုင်တဲ့သူလေးတွေပဲဖြစ်ပါစေလို့မကဆုတောင်းပေးလိုက်ပါတယ်နော်အဲ့တော့ဒီ crystal လေးကိုယူတဲ့သူလေးဒီ crystal လေးကိုယူတဲ့သူလေးကကြတော့ဗာလေးတွေပြောထားလင်းอืม ီမှာကျတော့နည်းနည်းဘလို့သူလေးတွေကိုခံစားလိုက်ရလဲဆိုရင်ကွာတခုခုအစွဲလန်းသိပ်ကြီးတဲ့သူလေးတွေပါမယ်လို့ခံစားရတယ်ဒီဒီ crystal လေးကိုယူတဲ့သူလေးတွေဒါက relationship မှာပဲဖြစ်ဖြစ်เนาะဓမ္မမွှန်ရင်လည်း really ဒီ separation ဖြစ်နေတဲ့သူလေးပဲဖြစ်ဖြစ် addition ပေါ့เนาะနည်းနည်းလေးများတဲ့သူလေးတွေပါလိမ့်မယ်အဓိက attach sorry attachment များတယ်နော်နောက်ပြီးွားရင်ဒီဟိုမိခိုလွန်အကြည့်တွေပေါ့နော်မိခိုမှုတွေများတယ် အဲ့လိုပုံစံကြီးပေါ့နော်ဟိုပြောချင်တာကတော့အဲ့လိုမျိုးစိတ်တွေနဲ့ကိုက block ဖြစ်နေတဲ့သူလေးတွေပါလိုက်မယ်ဒီမှာတော့ဒါကတ်မှာမြင်တဲ့အတိုင်းမှာပြောပြပေးတာအဲ့လိုမျိုးပေါ့နော် addition ပေါ့နော်ပြောချင်တာကတော့ဆွဲလန်းကြီးတဲ့သူတွေတခုခုဆိုရင်လည်းဟိုလိုပြမယ်ဟိုတောက်စိတ်ဖြစ်နေတာတော့မှတအားကြီးကိုဆွဲလန်းပြီးတော့ပိမ့်မိနေတဲ့သူလေးတွေဝါသိရမလားလှုံမချနိုင်ဘူးအဲစသဖြင့်အဲ့အဲ့လိုပုံစံမျိုးတွေပါရင်တဲ့နော်။ဗာလေးတွေပြန် message ပေးထားလဲဆိုတော့ဟမ် receiving what you need and no? progression arriving moving on a closer issue တဲ့ဒီ closer issue တွေခုနကပြောတဲ့ attachment issue တွေအဲ့ဒါတွေကိုတော့အတက်နိုင်ဆုံးပေါ့နော်ရှော့ချဖို့လိုအပ်ပါတယ်တဲ့ကိုလိုချင်တာကိုဖြစ်ချင်တဲ့အရာကိုရအောင်စူးစမ်းနိုင်ဖို့လိုအပ်တယ် ပြောချင်တာကွာတိတယ်မလားဒါဥပမာလေးနဲ့ပြောမယ်ဆိုရင် separation ဖြစ်နေတဲ့သူလေးတွေပဲထားပါစို့နော်အခုနားထောင်နေတဲ့သူလေးတွေထဲမှာ separation ဖြစ်နေတဲ့သူလေးတွေလည်းပါလိမ့်မယ်အဲ့ဒီသူလေးတွေကအတိတ်ကအခုရဲ့ relationship ပေါ့နော်ဒီ ex ပေါ့ကွာ ex ကလည်းမလွတ်နိုင်ဘူး အာရင်းနှီးမှာခံစားနေရတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်တိရမလားတို့ပိတ်မိနေတဲ့ energy မှာပဲရှိနေတဲ့ဒူလေးတွေကလည်းအတက်နိုင်ဆုံးတော့ move on လိုက်အောင်စူးစမ်းပြပါဘလို့မျိုးလုပ်အောင်လဲဆိုရင်ကိုဖြစ်ချင်တဲ့အရာလေးတွေကိုလုပ်ချင်တဲ့အရာလေးတွေကိုစူးစမ်းမဲ့အရာလေးတွေကိုစူးစမ်းနော်အရာတွေကိုရရှိအောင်လုပ်ဒီမှာဆိုရင်လေကလေးရွက်လွင်နေဆိုတာဒါဘာဖြစ်ဖြစ်ဖြစ်လွမြောက်သွားတယ်ဆိုတဲ့သဘောမျိုးကသိတယ်မလားအဆင်မပြေမှုတွေကလွမြောက်ပြီးလွတ်လပ်သွားပြီးဒီဟာကိုထွက်ခွာလို့ရပြီဆိုတော့သဘောမျိုးလေးတွေပဲပြနေတဲ့အခါကျတော့ကွာ ရှုဆက်ပြီးတော့ပဲသွားပြပါတဲ့အနောက်ကအတိတ်မှာဖြစ်နေတဲ့ဒီပေါ့နော် pass energy တွေမှာပဲပိတ်မိမနေပဲနဲ့ရှုဆက်ပြီးတော့ပဲသွားပြပါကိုကိုကိုအတက်နိုင်ဆုံးအကောင်းဆုံးပေါ့နော်ဒီကိုဖြစ်ရှင်တာလေးတွေကိုစူးစမ်းလှုပ်ဆောင်ပြီးတော့ set focus ထားပြီးတော့သွားပြပါဆိုပြီးတော့အဓိကထားပြီး message ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာကဒီ energy လေးကိုအမကတော့လိုမျိုးခံစားရတယ်။အော်ကိုယ့်စီမှာဒီလိုမျိုးပေါ့နော် attachment issue တွေအဲ့လိုမျိုးအရင်များနေတာတွေရှိတယ်ဆိုရင်တော့ဒါကလုံးဝတော့ဒါအခုချိန်မှာ ဟိုလက်ကိုလုံးတင်ပြီအဲ့ဒီ attachment တွေကိုနော် short ချတင်ပြီလက်ကိုမလုံးနိုင်သေးဘူးဆိုရင်တဖြည်းဖြည်း short ချ short ချရင်လည်းမှနောက်ဆုံးမှာလက်ကိုလုံးနိုင်သွားလိမ့်မယ် move on လုံးနိုင်သွားလိမ့်မယ်အဆင်မပြေတဲ့ရဝန်းကနေထွက်လာပေးပါကို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 ပဲဒီစိတ်လုံခြုံမှုရတဲ့ရဝန်းမှာပဲနေပါဟုတ်ပြီလားနော်အဲ့တော့ဒီမှာပါ guardian guardian angel နော်ပြောချင်တာကတော့ခွာ a lost love one wash over you တဲ့ပြောချင်တာကတော့ကိုယ်အဆောက်ရှောက်လေးတွေရှိတယ်နော်ကိုယ်မှာစိတ်အဆင်မပြေမှုတွေရှိနေလားအခက်အခဲတွေကြုံနေရနေလားပူပင်သောကတွေရောက်နေလားအင်ဂျင်လေးတွေကတင့်အောင်မပစ်ထားပါဘူးကြည်နေတယ်နော်ဆောက်ရှောက်ပေးနေတယ်သူတို့လေးတွေကကိုယ်ဘောနောမောက်ကအင်ဂျင် message လေးတွေဟောဥမောက်ကဒီအင်ဂျင် number လေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကနေတစင်ကိုယ်ကိုဆက်သွယ်ပြီးတော့ ိုယ်ကိုအမြဲတမ်းလိုလိုပေါ့နော်ပြပြပေးနေတယ်ကိုယ်ဘယ်လိုပြမလဲ motivation နေဖြစ်အောင်လို့ပေါ့နော်ဒီစိတ်ခွန်အားတွေလည်းရရှိအောင်တို့ကပြပြပေးနေဆောက်ရှောက်ပေးနေတာကြောင့်မလို့ကိုယ်မှာအဆောက်ရှောက်လေးတွေလည်းရှိတယ်ကိုယ်ကိုလည်းပေါ့နော်ဒါကိုယ်ကိုချစ်တဲ့အဆောက်ရှောက်တွေကိုယ်မှာရှိနေတဲ့အခါကျတော့ကိုယ်မှာဖြစ်နေတဲ့ဒီလိုမျိုး block ဖြစ်နေတဲ့ energy တွေ block ဖြစ်နေတဲ့အရာတွေကိုအတက်နိုင်ဆုံးစူးစမ်းပြီးတော့ move on လုပ်ပေးပါပြီးွားရင်ကိုဖြစ်ချင်တဲ့အရာတွေကိုလိုချင်တဲ့အရာတွေအဲ့ဒါဒီကိုပဲရရှိအောင်လို့စူးစမ်းပေးပါလို့เนาะဒီခုဒီ crystal လေးကိုရွေးတဲ့သူလေးတွေအမကအဲ message လေးပေးချင်ပါတယ်ဒါကတော့အမဒီ cup ကလေးတွေကနေဖတ်မိတဲ့ energy လေးတွေ message လေးတွေပဲဖြစ်ပါတယ်เนาะအဲ့တော့အဲဒီကနေပြီးတော့มาပေါ့เนาะဒီဟိုအတိလေးတစ်ခုခုရရှိပြီးတဲ့ခါကျရင် ကိုဘာတွေပြင်ဆင်ဖို့လိုအပ်လဲကိုဘာတွေစူးစမ်းဖို့လိုအပ်လဲဆိုတာလေးတွေကိုပြန်ပြီးတော့ reflect လုပ်နိုင်ပါစေလို့မှာကဆုတောင်းပေးပါတယ်အားလုံးကိုချစ်စွတ်တင်ပါတယ်ဘိုင်ဘိုင်